ဒီဒီဒီဘိတ်စီစဉ်ပြန်ကြိုဆိုပါကျွန်တော်ဒီနေ့ဆွေးနွေးနေတဲ့အကြောင်းအရာကတန်ဇာတခွဲဝေမှုနဲ့ပတ်သက်လို့စိန်ခေါ်မှုတွေကပါလဲအဖြေရပါလဲဒီကြောင်းကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်ဟောဒီတန်ဇာတခွဲဝေမှုတွေပတ်သက်ပြီးတော့ပြဿနာတွေအများကြီးပဲနိုင်ငံတော်တိစောက်ဖို့နဲ့ပြောတယ်ပင်လုံစာချုပ်ပါဝင်နိုင်ငံရေးပြဿနာတွေလို့ပြောတယ်နောက်တစ်ခုကငိမ့်ငိမ့်နဲ့ကိုဆိုင်သေးလားဆိုင်ပါတယ်ဘယ်လိုဆိုင်လဲပင်လုံစာချုပ်နဲ့ပြီးတော့တရေတီလာခဲ့တဲ့နိုင်ငံရေးပြဿနာတန်ဇာတခွဲဝေမှုပြဿနာဓာတ်တူညီမျိုးပြဿနာ ဗမာတကြရှမ်းတကြဆိုတာပြောခဲ့တဲ့စကားလေးနော်ဗမာတကြရှမ်းတကြဆိုတာရှမ်းဆိုတာကျွန်တော်ရှမ်းတမျိုးတည်းရှမ်းလူမျိုးစုတစ်ခုတည်းပြောမှာရှမ်းပြည်နယ်ကိုကိုစားပြီးရှမ်းတကြရအောင်အဲပေးမယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားလေးဟိုပါပေါ့ဂတိမတိခဲ့လို့လားကျွန်တော်အဲ့ဒီလက်နဲ့ကြိုက်ပြီးတော့တော်လန်ခဲ့ကြတယ်နေပေါင်းများဆိုပြောခဲ့တာ50 60လက်တွေ့မှာကြာဟုတ်တယ်စီဆွေးနွေးလို့ညီညာရေးဆွေးနွေးလို့မရလေညီညာရေးဆွေးနွေးလို့ရချင်တယ်ဆိုရှင်ပြန်စားတော့ခွေးဝေမှုကို power sharing resource sharing ဒါတေချာပေါက်လောက်ရမယ်ကျွန်တော်အနေနဲ့မြင်တယ်ကျွန်တော်အင်ဒိုနီးရှားကိုသွားလေ့လာတယ်အင်ဒိုနီးရှားနိုင်ငံကအာချေးတပုံဆိုတာရှိခဲ့ဘူးတယ်အာချေးပြည်နယ်ကဘာကြောင့်မို့ငင်းညာရရသွားလဲကျွန်တော်စိတ်ဝင်စားတယ်အင်ဒိုနီးရှားကိုသွားလေ့လာတဲ့ခါကျတော့အာချေးမှာတဲ့ရင်းနှံထွက်တယ်ရွှေအဓိကထွက်တယ်အဓိကတန်စားတာမျိုးပေါ့နော်ကျွန်တော်ထင်ရှားတဲ့တန်စားတာမျိုးရှိခဲ့ဘူးတယ်ထွက်ခဲ့ဘူးတယ်လက်ထွက်နေတယ်အဲသူတို့ပေးလိုက်ဆိုတာတဲ့ဘိုးအစိုးရကိုဟိုပါပေါ့1500ကျွန်တော်အမှတ်မမှားရင်တော့ ဒီပြည်နယ်အာချီးပြည်နယ်အတွက်ကို85ရာခိုင်နှုန်းပေးစီဆိုပြီးတော့အဲ့မှာဥပဒေပြဋ္ဌာန်းလိုက်မာဘီမှာတယန်ဇာတခွဲဝင်တဲ့ပတ်သက်လို့အဲ့ဒီပုံစံမျိုးအဲ့အဲ့မိုဒယ်လေးကိုကျွန်တော်နည်းနည်းစိတ်ဝင်စားလို့ကျွန်တော်မေးကြည့်ခဲ့စိတ်ဝင်စားလားလိုချင်တာလားအလိုချင်တာပေါ့ဗျာကျမတို့တခြားကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေကြည့်မယ်ဆိုရင်တယန်ဇာတပေါ်ကျွယ်ဝါလို့တယန်ဇာတကျိန်စာတင့်သွားတဲ့နေရာရှိတယ်လို့အရန်တိုးတက်သွားတဲ့အတိုင်းပြည်တွေလည်းရှိပါတယ်ကျွန်တော်တို့ကကျင်းစာထဲမှာပါကျင်းစာထဲတက်ကျင်းစာထဲမှာဘာပြည့်တဲ့ဝင်ဆွေးနွေးမှုရှိပါကျွန်တော်တို့ဒနုဒေတာထဲမှာ ဘော်ဆိုင်ဒေတာကျွန်တော်တို့တတ်ပြီးအရန်ဖက်ပါတယ်အဲ့ဒီဘော်ဆိုင်ဒေတာမှာခုနကတည်းကဒီတတ်တူတူးတဲ့အခါမှာပြည်သူလူထုမပါဝင်ဘူးလားဆိုလို့ရှိရင်ကျွန်တော်ပါဝင်တယ်ဒါပေမဲ့လို့ပါဝင်ပုံပါဝင်နည်းလေးကျွန်တော်ပြောပြပါမယ်ခုနကတည်းပြည်သူလူထုက10ဦးလောက်ပါဝင်ရပါတယ်ဆိုလို့ရှိရင်ရက်ွက်အုပ်ချုပ်ရေးမှူးဟာသူ့ရဲ့ဆွေမျိုး9ဦးခေါ်ပါတယ်ပြီးတော့သူ ਨੇ ခင်တဲ့နောက်ထပ်၅ဦးထပ်ခေါ်ပါတယ်အဲ့ဒီ၁၀ဦးပါပဲအဲ့ဒီ၁၀ဦးကနေပြီးတော့မှအဲ့ထောက်ကကြက်လက်မထိုးလိုက်တာဂျန်တဲ့ပြည်သူတွေမသိလိုက်ပါဘူးခင်ဗျ ဘယ်အချိန်ကျမှသိလဲလဲဆိုလို့ရှိရင်ကျွန်တော်စန်းတက်ကလာ၃နှစ်ဆိုခွင့်ပြုလိုက်တယ်အဲ့ခွင့်ပြုလိုက်တဲ့ခါကျမှဒီဒေတာခန်နဲ့သိရှိရတယ်ဒါပေမဲ့အဲ့၃နှစ်ဟုတ်တယ်ဒါပေမဲ့အဲ့၃နှစ်ကာလဟာစန်းတက်ကလာလို့ပြောတာဒါပေမဲ့တကယ်တမ်းကျတော့အဲ့မှာဆက်ယူအကြီးကြီးဆောက်ထားပါတယ်တတိယတည့်ရက်ကိုတတ်တုတွေတန့်ချီထွက်ပါတယ်တရုတ်ကုမ္ပဏီကလာဆောက်ထားတာအဲ့ဒါ၃နှစ်စန်းတက်ကလာဆိုတာတကယ်စန်းတက်တာမဟုတ်ဘူးနဲ့အဲ့တန်နဲ့ချီတဲ့တတ်တုတွေဟာအများကြီးကျွန်တော်အဲ့တရုတ်ပြည်ရောက်ရှိသွားပါတယ်ကျေးဇူးတင်ပါတယ်ဆရာ UNDM မှာတော့အဲ့ဒါကြီးပါလာမသိဘူးဒီကထွက်တယ်စီမံကိန်းတစ်ခုကထွက်တယ်ဟာ ဒေသဖွံ့ဖြိုးရေးတဲ့ဘလော့သုံးမယ်ဒေသခံတွေအတွက်အကျိုးရှိအောင်ဘိုင်လုပ်ပြီးကျောင်းဆောင်လာဆေးရုံဆောင်လာသူတို့ခြေနဲ့အောင်ဒီဒီနေရာမှာကျွန်တော်လည်း sorry ကွာပြောအဲ့ဒီကျောင်းဆောက်တာတို့ဆေးရုံဆောက်တာတို့ဆိုရင်ကျွန်တော်တို့အတွေ့အကြုံတော့ခြေထားပြီဘယ်နေရာတွေ့တယ်ဆိုတော့ဒီပင်ပက်မှာရောဒီတီချစ်မှာရောကုမ္ပဏီကဆေးရုံဆောက်ပေးလိုက်တယ်နောက်ပြီးအာရေတွင်းရေကန်လိုအပ်တဲ့ရေတွင်းရေကန်ဆောက်ပေးလိုက်တယ်ဆောက်ပြီးတော့မှထွက်သွားတယ်နောက်မှဘာဖြစ်လဲသူ ြန်မလဲကြည့်တော့ရေလာလားဆိုတော့သူတီကျောင်းမှာဆိုရင်လဲဟိုဗာလဲကျောင်းသားတွေရဲ့ဥစ္စာပေါ့အာစာစာတင်ခုံချီလားဆရာမလုံလောက်လားဆိုတော့သူတို့ဆောက်ထဲမှာကိန်းကနန်တွူယုံအလုပ်ပြည့်ယုံဆောက်ပေးတယ်ဆိုတာဒါပြလို့ကောင်းအောင်လောက်ပဲပြလို့ကောင်းအောင်လောက်ပဲအော်အဲ့တော့ဒီနိုင်ရင်တော့ဥစ္စာပေါ့ဒီတရားစတာခွဲဝေတဲ့နေရာမှာလူထုတွေကယင်းနီးမြုံနာမှုဆိုတာဒီတန်ရာစတာကိုတတ်သူတွေတူးတော့မယ်ဆိုရင်ယင်းနီးမြုံနာမှုတာကုမ္ပဏီနဲ့ပဲ တခုပဲရှိတာမဟုတ်ဘူးဒီတောင်တူလေသမားပေါ့ဥပမာကျွန်တော်တို့ဒီဟိုပုံနှံကမက်ဂနီတတ်တူတွင်းဆိုရင်သူကကုမ္ပဏီကဧကနေရာကိုယူသွားတယ်ဧကနေရာယူတော့နင့်နာကျေးပေးလိုက်တယ်နင့်နာကျေးပေးလိုက်တဲ့အချိန်မှာအဲ့ဒီကုအာဧကနေရာမှာသူတို့စိုက်ထားတာပဲစိငုံတို့စပါတို့အာနောက်ပြီးတချို့ယာတီတီနာနေပေါ့နော်အဲ့မှာဧကနာနေရာထဲမှာစိုက်ထားတဲ့ဥစ္စာကိုကျွန်တော်တို့အာကာလပေါက်ဆေးနဲ့ပြန်တွဲကြောတနေ့တနေ့မှာပေါ့အာတင်း600လောက်သူတို့ရအားလုံးစုစုပေါင်းပေါ့အဲ့ဒီထွက်တဲ့ကုန်က သိန်း600ရရတယ်ကုမ္ပဏီနှစ်နာကျေးလာပေးတာ300လောက်ပဲပေးတယ်တတူတူမယ်ဆိုရင်တော့ဒီဒေတာခံအတွက်အကျိုးများဆိုရင်တော့ဥမာတတူရဲ့အကျိုးအများ900ရက်ခိုင်နှုန်းကဒေတာကိုပေးဥမာဒေတာဘာနဲ့မှလွဲပေးအဒေတာကြောင့်လို့အရင်သူတို့ဘာသာသူတို့စောက်မယ်နောက်သူတို့ဥစားပေါ့ဒီအာဖြစ်ပေါ်လာမဲ့ အာမမျော်လင့်မနေဖြစ်ပေါ်လာတဲ့ဥပစာပေါ့ဒီဆိုးကျိုးနောက်ဆက်တွဲတွေကိုအာလိုအလိုစီအဲ့ကြီးငွေကိုထုတ်ထုတ်ပြီးမှသူတို့ပြအသုံးပြုအဲ့လိုမျိုးစင်ပို့ပြီးအဆင်ပြေတာပေါ့နော်ကြောင်းဆောက်တာတို့ဒီအဆောက်ဦးလေးနဲ့ရုပ်ပိုင်းဆိုင်ရာမှာလုတ်ပြတာတော့ဒါတိတ်မထီရောက်ဘူးလို့ကျွန်တော်မြင်တယ်ဒီမှာဆက်ဆွေးလေးပါအောင်မှာပေးတဲ့တယောက်လက်ထောင်လာရှိလိုက်ခွဲဝေပြီးတွဲဝေရင်းနဲ့ပတ်သက်ပြီးမှကျွန်တော်မျိုးနဲ့အတွက်ရမယ်ဗန္နာရေးလေးပေါ့ဗျာအခုခဏနေဘူးဟိုကျွန်တော်တို့ကြတော့တယံစားတော့တိတ်မထွက်ဘူးညကျွန်တော်ညောင်ရွှေရ တန်စားရတဲ့မထွက်ပြင်မဲ့ဒါမဲ့ကျွန်တော်တို့ကဘာထွက်လို့နော်ဒီနန်းနေထွက်တယ်ဒီနန်းခုနေထွက်တယ်နောက်ပြီးမှဘာထွက်တော့ဆိုအခုလာတဲ့တူရင်းစလုံငန်းစလာပြီအခွန်ခါရရှိဟုတ်တယ်ဗျအခွန်ခါရရှိတယ်ဒါနောက်ပြီးမှဒီတူရင်းစလုံငန်းနေစခဲ့တဲ့အချိန်မှာကျွန်တော်တို့မြို့နယ်အတွက်ရမယ်ဆိုရင်ကျွန်တော်တို့ဒီတူရင်းလုံငန်းမှာလည်းဖြစ်ဖြစ်ဒီနန်းခွန်အစရမယ်အမှာပဲဖြစ်ဖြစ်ကျွန်တော်ညောင်ရွှေမြို့နယ်တိုးတက်ရေးကျွန်တော်မြို့နယ်တိုးတက်ရေးအတွက်သုံးဖို့ပြုဖို့ရမယ်ဆိုရင်ကျွန်တော်တို့လည်း တောင်းဆိုချင်ပါတယ်ဗျ။ကောင်းလို့ရတဲ့အခွန်ခရရအားလုံးသူကြီးပဲယူမသွားနဲ့။ဟုတ်ကဲ့။ကျွန်တော်ဒေသလည်းပြန်ပေးဒီလိုပြောကြ။ဟုတ်ကဲ့ခင်ဗျဟုတ်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။ဘယ်ကကိုဆွေးနွေးလို့ရှိ။ငင်းချိုင်းရင်နဲ့အတူလုံပိုင်ခွင့်နဲ့လည်းပါလာတယ်ဗျ။ဒီနေ့မနေ့ပိုင်း MPC မှာလက်မှတ်ထိုးရင်ညနေပိုင်းရွှေဘဲစားတော့ဆိုင်မှာစီးပွားရေးလုပ်ငန်းရှင်နဲ့တတူတူဖို့လုပ်နေကြပါလေ။ဘသူ့ကိုပြောနေ။ဒါဒီငိမ့်ချိုင်းရဲ့ဖွဲ့အများစုဟာရင်ကဒီတပ်တူတွင်းတွေကိုမတူးကြပါဘူးဥပမာကရင်တို့ဒီ PNA တို့လက်ခဏောက်စင်းနေပါတူတာဒါလုတ်ပိုင်ခွင့်ကိုအစိုးရကိုယ်တိုင်ချပေးခဲ့တာပါဒါငိမ့်ချင်းနဲ့အပေးယူလုပ်တာနောက်ကျွန်တော်တို့မှာမိဘနှမျိုးနဲ့ရင်ဆိုင်ရတယ်မိဘနှမျိုးဆိုတာအစိုးရနှမျိုးလို့ပြောပြောဥပဒေနှမျိုးလို့ပြောပြောကျွန်တော်ပြည်သူတွေပါအောင်ကျွန်တော်ရွာတွေစင်းရင်ဒီဒီဘက် ကျွန်တော်အစိုးရကခွင့်ပြုပေးပေးတယ်ဒီတမနာအမိတ်အော်နိုင်ငံတော်အမိတ်ပြန်သားနဲ့ဒီပြည်သူစစ်ကွင်းနေ जा ဆောက်တက်ကွင်းမှာကြတော့ကျွန်တော်တို့မပြေးပြောပါဘူးကျွန်တော်တို့လာရင် မတက်ရောက်ဖို့ဖုံးကြီးအစတားဖို့ကျွန်တော်တို့ဥပဒေနဲ့ပြန်ပိတ်ပြီးတော့စာရွက်တွေဖြန့်တာပါလုံးကြောက်နေတာနှစ်ဖက်လုံးကြောက်နေတာနှစ်ဖက်လုံးအဲကျွန်တော်ကမိဘနှမျိုးကြီးကိုရင်ဆိုင်နေရပါတယ်ဒီဘက်ကတယောက်ဆွေးနေပါဦးပြည်တော်စုမှနေကနိုင်ရဲ့လူတိုင်းလူတိုင်းကဒီဟိုဟာဘာဒီကိုလိုနီခေတ်မတိုင်ခင်မှာကိုတိကိုနားနဲ့နေကြတဲ့ဆိုတဲ့ဥစ္စာကိုအစီအမပြုဖို့လိုပါတယ်ကိုတိကိုနားနဲ့နေကြတဲ့အပြင်ကိုဗမာပြင်ကိုအဲဟိုဟာဘာဒီဟိုအော်ဒါခံနေဆိုပေမဲ့လေအဲရွှေငွေအခွန်ပါနာဆက်လိုက်ရင်ပြီးပါတယ် တန်နေဥစားခုကိုတော့နောက်အင်္ဂလိပ်ဆွေရလက်ထက်မှာအော်လေဟိုဟာဘာလို့ကျွန်တော်စနတ်နဲ့ဟိုအုပ်ချုပ်ပါဒါကဆိုဝါကိုတော့ပဲအဲအဲ့တော့ဟိုဟာဘာ power sharing နောက်ဟိုဟာဘာ resource sharing နောက် budget sharing ကဘာမှပြဿနာမရှိပါဘူးဒီနေ့ဒီချိန်မှာတော့ဒီ sip ဆိုဟိုတဲ့ဥစားကဒီကိုပိုင်လွတ်လပ်ခွင့်မရှိလို့ကိုပိုင်ဆုံးဖြတ်ခွင့် set determination မရှိလို့အဲ့ဒါလိုဖြစ်နေရတာပါလူမျိုးတိုင်းရဲ့ကိုပိုင်ပြတ်ထန်းခွင့်နဲ့လော့ပိန်ခွင့်ကိုအသိမှတ်ပြုဖို့ခုခုလိုပါတယ်။နောက်ဟိုစစ်မှန်တော့ အဖေရပီဆောင်စုကိုဖြစ်ဖို့လိုပါတယ်ကျေးဇူးတင်ပါအဲဆွေးနွေးစရာရှိလို့ပါနောက်ကတယောက်ဆွေးနွေးလို့ရှိပါပြစ်ကုန်ပစ္စည်းတရားစတာပစ္စည်းတခုဟာရှားပါ့မယ်လူနှစ်သက်မှုများ့မယ်အဲ့ပုံမှာမူတည်တယ်ကျွန်တော်ဥမာပြောရင်ကြောက်စိမ့်ပေါ့ Jadeite Nephite Turquoise Turquoise ကတော့မြေထဲပင်လယ်ဝန်းကျင်မှာထွက်ပါတယ်အဲ့တော့အခုကချင်ပြည်နယ်မှာထွက်တဲ့ Jadeite ဆိုတာဟာတုတ်သိကြိုက်တဲ့ပစ္စည်းဖြစ်ပါတယ်အဲ့အတွက်သူလက်တကားမှလည်း chance ကိုပြစ်ကြော်ပြီးရောင်းလို့ရတယ် အဲ့တော့အဲ့ဒီတေယံဇာတပစ္စည်းဒီအဓိကကိစ္စဖြစ်တဲ့အတွက်ဒီငင်းညိုင်းကိုလည်းထိခိုက်ပါတယ်အဲ့ဒါကိုစဉ်းစားဖို့ပါနောက်ခုနကိစ္စလေးတစ်ခုကဖြတ်ပြပြောကြပါတယ်တီးနံကိစ္စရှမ်းပြည်မှာ revenue x ဆိုတာအရင်ကမရှိခဲ့ပါဘူးဝန်တန်းလေလက်ကထုတ်ရင်လက်မှတ်ထုတ်ရင်ဒစကောင်ကတ်ဆရာမလို့ပါဘူးအဲ့ revenue x တော့ကျွန်တော်မပြောတော့ပါဘူးအဲ့ revenue x ကြောင့်တီးနံကွန်ဖြစ်ခဲ့တယ်အခုတီးနံကွန်က revenue x လည်း ပြန်ပြောက်သွားတယ်တင်းနံကုန်လည်းရှိနေအဲ့ဒါလေးပါကျေးဇူးတင်ပါတယ်ကိုမိုးလက်တစ်ထောင်အောင်လည်းဘာပြောမလို့တရှိဆိုးအောင်နေနဲ့ဒီ EIG အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့တဲ့စ조사နေတယ်ကျွန်တော်တိုင်းပြည်ကနေဒီမှာတရားစတာတွေကနေရရှိတဲ့ဝင်ငွေတွေကိုအများပြည်သူသိရှိအောင်ဖော်ပြပေးမယ်ဆိုရင်မှသူပြောနေတယ်အများပြည်သူသိရှိအောင်ဆွဲစကားသုံးတယ်ဟုတ်တယ်နော်မြင်သာမှုရှိဖို့ဘယ်လောက်ရလို့ဘယ်လောက်သုံးပြီးဘယ်သူတွေဘယ်လောက်ခွဲပြီးဘယ်လောက်ထိဘယ်ကဏ္ဍကနေဘယ်လောက်ထိဝင်ငွေတွေရပါတယ်ဆိုတဲ့ကိစ္စကိုဒါအစိုးရအနေနဲ့ဖော်ပြဖို့ဆိုပြီးမှဒါစံနှုန်းတစ်ခုအနေနဲ့ကျွန်တော်လုပ်ထားရှိတယ် ဒါပေမဲ့ဒီစံနှုန်းဟာစံနှုန်းပဲဖြစ်တယ်အစိုးရအနေနဲ့ဘလောက်ပွင့်လင်းမြင်သာမှုတွေဘာစကားလဲစံနှုန်းဟာစံနှုန်းပဲဖြစ်တယ်စံနှုန်းဟာဥပဒေမဟုတ်ဘူးဒါကိုလှုပ်ချင်လဲရတယ်မလှုပ်ချင်လဲရတယ်ဥပဒေလိုမျိုးဒါကိုလှုပ်ရမယ်ဆိုတဲ့ဥစ္စာမျိုးအတိအကျမပြတ်တမ်းတာဥပဒေလိုအရာတစ်ခုလိုနေတယ်ဟုတ်တယ်ပုပ္ပလီလင်းပြောရရင်ရှမ်းပြည်နယ်ကနေပြီးတော့မှထောက်ယူသွားတဲ့တရားစာတတွေကဘလောက်တိုင်းထားသည့်ရတယ်ဆိုတာလွတ်တော်အားရောသိသလား ဟုတ်လားရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်အားလုံးကသိသလားရှမ်းပြည်နယ်လွတ်တော်ကရောသိသလားရှမ်းပြည်နယ်အစိုးရကရောသိသလားဆိုတာကျွန်တော်တို့စဉ်းစားမယ်ပြည်သားစိုင်းမွန်နေသိသလားအဲကျွန်တော်ကိုနိုင်ကတော့ခါခါနာနာတော့အကုန်လုံးမသိဘူးဒါပေမဲ့တစ်လုံးနေဒီအစိုးရတက်မတက်ခင်အနောက်မြို့ပိုင်းလားနေညဆိုရှင်တွားလိုက်ပြီတွဲကားတော့ပပါလေးပေါ့အဲ့တော့ပိန်ကားလေးနဲ့ညပြတ်သွားတာအမြင်လားကျွန်တော်တို့ကောင်းကောင်းမသိပါဘူးဆိုမသိရင်မေးရမှာပေါ့လွတ်တော်မှာမေးလို့မရအောင်အဲ့မကောင်းကောင်းမသိဘူးဆိုခါခါနာနာအကုန်လုံးပေါ့နော် data အချက်လက်အကုန်လုံးကိုမသိတာပါဟုတ်ကဲ့နောက်မှပါဝင်ဆွေးနွေးမယ်ဟုတ်ကဲ့ရှိပါတယ်လုပ်ငန်းတွေလုပ်နေတဲ့အခါမှာဥပမာဒီဆရာပြောတယ်ဟိုပုံး data တွေက manganese လိုဟာမျိုးတွေအကြောင်းပြောတယ်ခနောက်စိမ့်တူးနေတာတွေရှိတယ်နောက်တစ်ခါပိုးအိုးကိုပိုင်းအုပ်ချုပ်ခွင့်ရ data မှာကြောက်မီးတွေတူးနေတာတွေရှိတယ်ဒါတွေမှာရောတကယ်တကယ်တတ်သူတွင်ဝင်ကြီးဌာနအနေနဲ့ချထားပေးတဲ့လုပ်ပိုင်ခွင့်အရေးအတွက်လိုင်စင်အရေးအတွက်ကုမ္ပဏီအရေးအတွက်အတိုင်းရောတကယ်ဟုတ်လားမဟုတ်လားဆိုတာလည်း ပြဿနာတွေမှာပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပြောနေကြတယ်ဆွေးနွေးနေကြတယ် resource sharing လို့ပြောနေကြတယ်တကယ်တကယ် sharing လုပ်ဖို့အတွက်ရောနိုင်ငံတော်ကိုရောအဲ့ဒီတတ်သူတွေတကယ်ဝင်နေရလားကနလိုင်းစင်မပါဘဲနဲ့တူးနေတဲ့ဟာတွေဟာသူ့ဟာသူဘေးပေါက်ကနေခြံစည်းရိုးကြော်ပြီးတစ်ဖက်ရောက်သွားမှာပဲနိုင်ငံတော်ကိုအဲ့ဒီအခွန်ခါဒီဝင်စရာအကြောင်းမရှိသူတည်တနာတွေလိုတယ်စင်းအတိအကျလိုတယ်ဒါကိုပြောချင်တာမဟုတ်ပါဘူးလိုင်းစင်မဲ့တူးဖော်နေတာတွေကိုတက်ဆိုင်ရာဌာနတွေတက်ဆိုင်ရာဒေတာအစိုးရတွေကနေမျက်ကွယ်ပြုနေတာကိုပြောချင်တာပါ เนาะအဲ့ဒါတခုနောက်တစ်ခုကတော့လူလူရဲ့အကျိုးစီးပွားဒီတတ်တူတူဖော်မှုတွေတင်အားစာသားတူဖော်မှုတွေကနေလူလူကိုဘယ်လို share လုပ်မလဲဆိုတာမျိုးတချို့နိုင်ငံတွေမှာအထူးမြတ်ဒီအာရှရင်း data နိုင်ငံတချို့မှာ natural resource fund လို့ဟာမျိုး sovereign wealth fund လို့ဟာမျိုး ਨੇ ဒီတတ်တူတူဖော်တဲ့နိုင်ငံတွေမှာနောက်မှာတစုံတရာလိုအပ်လာလို့ရှိရင်ထုတ်သုံးနိုင်မှုအတွက်ကိုထားတဲ့ fund ထားတဲ့ sensitivity နိုင်ငံတော်တော်များများမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာရှိပါလားပေါ့နော်ကျေးဇူးတင်ပါအဲ့တော့ noemi ဟုတ်ကျမတို့နိုင်ငံမှာ ဒီငိမ့်ချမ်းရင်ရလာပြီးသွားလို့တိုင်းသားလက်နက်ကင်နေဘက်ကရောအစိုးရဘက်ကရောနယ်မြေဒေသတွေခွဲဝေပြီးတော့အုပ်ချုပ်သွားတာပဲဖြစ်ဖြစ်အရေးကြီးဆုံးကကျွန်မထင်တာတော့ဒီတဘာဝအရင်အမြင့်တွေကိုပြည်သူတွေစီအကျိုးရှိအောင် လုပ်ပေးမယ်ဆိုတော့ political will ပေါ့နော်နိုင်ငံရေးအရာဆန္ဒရှိဖို့လိုတယ်လို့ထင်ပါတယ်ဟိုတကယ်မရှိဘဲနဲ့တော့ နိုင်ငံတကာစံချိန်စံညွှန်းတွေဘလို့ရောက်လာလားကျွန်တော်တို့စီမှာထိရအောင်မဟုတ်ဘူးလို့ထင်ပါတယ်ကျွန်တော်ဆက်ဆွေးနွေးပါဦးမယ်အခုတော့ပြစ်စမမြောက်ဥဆောင်ဆွေးနွေးသူလို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ MPC ကဥအောင်ဥအောင်နိုင်မှုရဲ့ဆွေးနွေးချက်ကိုကျွန်တော်တို့ထိကြအောင်ဗျာဒီကိစ္စတွေကအရင်ရေးကြည့်ပါလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာ ပြောနေကြတဲ့ကိစ္စတွေထဲမှာဆိုလို့ရှိရင် ပြိပခါတွေဖြစ်ရတဲ့ကိစ္စဟာဟိုအာနာခွဲဝေရေးဆိုတာအရေးကြီးပေမဲ့ဒီအရင်မြစ်တွေမခွဲဝေနိုင်တဲ့အတွက်ပြဿနာဖြစ်တယ်လို့ပြောပါတယ်အဲ့တော့အရင်မြစ်တွေကိုမျက်မျက်တက်တက်ခွဲဝေပေးဖို့လိုပါတယ်ဒါမှလည်းကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးအဖြစ်ရမှာဖြစ်ပါတယ်ဟိုတုန်းကတော့ဟာဘတ်တက်တူကပြောထားတာရှိတယ်သုံးပုံခွဲလိုက်ပါတပုံတော့အရင်မြစ်ထွက်တဲ့နိုင်ငံကိုဒေတာကိုပေးပါ ကျန်တဲ့တပုံတော့ဘိုးအစိုးရကိုပေးပြီးတော့ဒုတိယပုံတော့ဘိုးအစိုးရကိုပေးပြီးတော့တတိယပုံကိုတော့ तू ကဒီဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေကိုပေးပါဆိုပြီးပြောတယ်ဒါက तू ကသူလီသူဟန်နဲ့ပြောတာကျွန်တော်တို့ဆွေးနွေးပွဲမှာဘယ်လိုပုံစံမျိုးနဲ့လာမလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့တော့အဖြေတစ်ခုရရဲဆိုရင်ဒီအဖြေကိုကျွန်တော်တို့အကောင့်ထဲပို့ဖို့တော့လိုတာပေါ့နော်အဲ့တော့ဒီပညာတွေလည်းကျွန်တော်တို့အများကြီးလိုပါတယ်အဲ့တော့နိုင်ငံရေးဆွေးနွေးပွဲမရောက်သေးတဲ့အတွက်ဒီကိစ္စတွေတော့တော်တော်ပြောဖို့လိုတယ်ခုနဒီသမရာကြီးကလည်းပြောထားတာရှိတာတော့ ခွဲထွက်ရေးတို့ခွဲထွက်ရေးတို့အချုပ်အခြာအာဏာကိုထိပါမဲ့ကိစ္စလွဲလို့အားလုံးဆွေးနွေးနိုင်တယ်လို့ပြောထားပြီးသားဖြစ်ပါတယ်။ဆိုတော့ကြောင်းမလို့ခုနဒီအရင်မြစ်ခွဲဝေရေးအပါအဝင်တခြားကိစ္စအားလုံးကိုလည်းဆွေးနွေးပါလိမ့်မယ်။အဲ့တော့ဒီဟာတွေအတွက်လိုအပ်တဲ့သုတေသနာတို့ပြင်ဆင်မှုတို့တော့ဒီသက်ဆိုင်ရာအဖွဲ့အားလုံးကလှုပ်ဆောင်ထားဖို့လိုတယ်လို့ထင်ပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ခက်ခဲမဲ့သဘာဝတွေရှိတယ်ဟလာဒီ ငင်းငင်းလုပ်ငန်းစဉ်ဆိုတာတစ်ခုပြီးတစ်ခုတိဆောက်သွားရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ချက်ချင်းလဲတစ်ခါတည်းနဲ့လည်းမပြေးလည်နိုင်ပါဘူးနော်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီဟာကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့နားလည်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရတဲ့အဖြေပေါ်ကနေတဖြည်းဖြည်းနင်းပြီးတော့ရှောက်သွားမှဆိုရင်ဒါလင်းငါးနှစ်အတွင်းပြေးလည်နိုင်ပါတယ်။ကျွန်တော်လည်းလိုပဲမြင်တယ်။ဒါပေမဲ့တစ်ခါတည်းတော့ဘယ်လိုမှပြေးလည်နိုင်မှာမဟုတ်ဘူး။အရန်လဲခက်ခဲမယ်လို့ကျွန်တော်နားလည်ပါတယ်။